င်္ဂလာပါ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 days of landing sequence ရဲ့ day 30မှာ like operator နဲ့သူနဲ့တွဲသုံးရတဲ့ wildcard တွေအကြောင်းကိုပြောကြပါမယ် ဲ့တော့ light operator ဆိုတာက wave fitter မှာအရင်တုန်းကတော့သုံးခဲ့တာက equals to လို့ less than လို့ greater than လို့ ਨੇ ပြောပြခဲ့ဘူးလေအဲ့တော့ဒီလိုမျိုး equals to လို့ less than လို့ greater than လို့သုံးတဲ့ခါကျရင်ကိုညီကျင်တဲ့စကားလုံးကိုအတိအတိကျကျတီးမှသုံးလို့ရပါတယ်အကယ်၍ကိုတေချာတွဲကျင်တဲ့စကားလုံးကို fitter လောက်ကျင်တဲ့စကားလုံးကစကားလုံးအတိအကျအပြည့်စုံမသိဘူးဆိုရင်ကျွန်တော်တို့ light operator နဲ့ wind gap ကိုတွဲပြီးတော့သုံးပေးလို့ရပါတယ်ဥပမာပေါ့ဗျာကျွန်တော်တို့ရဲ့ data ထဲမှာ phone brand name တွေရှိတယ် Samsung တို့ Xiaomi တို့ဒါပေမဲ့ Xiaomi ရဲ့စလုံးပေါင်းကိုစာဆုံးမရအ ကို x နဲ့စာမှန်းတော့တည်တယ်ဆိုရင်ကျွန်တော်တို့က filter ပေးတဲ့အခါ select column name table name ပြီးတော့ a နေရာမှာ x နဲ့စပြီးတော့အနောက်က y ကတ်ထည့်ရင်သူက x ရဲ့နောက်မှာဘာလာလာယူပါမယ်ဆိုတဲ့သဘောဖြစ်သွားပါတယ်ဆိုတော့ဒီလိုပုံစံပေးပြီးတော့ကျွန်တော်တို့ရှားလို့ရပါတယ် okay ဆိုတော့နားလေရလွယ်အောင်ကုတ်ထဲမှာတော့ရေးပြပါမယ်ကျွန်တော်တို့အရင်နေ့တွေတုန်းကတော့ table လေးကိုပုံအနေနဲ့ထုတ်ထားပြီးတော့ SQL operation ကိုကျွန်တော်တို့ပုံလေးနဲ့ဖြတ်ပြီးတော့ကြည့်ကြည့်ကြတယ် ဒီနောက်ပိုင်းဆက်ပြီးတော့သွားမယ်ရည်ဒီမှာတော့ concept တွေကနည်းနည်းရှုပ်လာပြီဆိုတော့ပုံနဲ့ပြလို့အဆင်ပြေတော့ဘူးဒါကြောင့်ကျွန်တော်တို့ code တကယ်သွားရေးပြီးတော့လုပ်ကြည့်ကြပါမယ်ဆိုတော့ကျွန်တော်တို့စီမှာဒီမှာ fact စေး table ရှိရတာပါတော့ဒီ table ထဲမှာဒါမှမဟုတ်လေ product တွေပဲပေါ့ product တွေထဲမှာ brand name ရှိတယ် x နဲ့စာမယ်တော့သိတယ်ဒါပေမဲ့ရောင်းမီစလုံးမအောင်ကျွန်တော်တို့အတိအကျမရဘူးဆိုရင် web fitter ခံရတာခက်ခဲရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ like နဲ့သုံးပြီးတော့ခံကြည့်လို့ရပါတယ်ဥပမာဒီလိုပေါ့နော် select or from tin product tin product ဒီဘယ်ကနေအကုန်ယူမယ်ဘယ်ချိန်မှာယူမလဲဆိုတော့ where အဲ့ဒီမှာ brand က brand like เนาะ brand like Xiaomi ဒါပေမဲ့ Xiaomi ကို X နဲ့ပဲစာမယ်ဆိုတော့ X လို့ပေးလိုက်မယ်ပြီးရင် Y ကခံလိုက်မယ်အေးဒီလိုပေးလိုက်တဲ့အခါ ဒီ percentage လေးရဲ့သဘောက percentage sign က y gap ဖြစ်ပါတယ်အဲ့ဒီ y gap ကသူပြောချင်တဲ့သဘောက x ရဲ့အနောက်မှာဘာပဲလာလာဘယ်နှလုံးလာလာ x နဲ့စာရင်ပြီးရောရှိသမျှ data အကုန်ထုတ်ပါလို့ပြောလိုက်တာဖြစ်ပါတယ် range လိုက်ရအောင်ကဲဒါဆိုရင် brand က x နဲ့စာတဲ့ brand ကြီးအကုန်ထွက်လာပါလိမ့်မယ်โอเคเนาะဆိုတော့ဒီ y gap ကိုအရှိန်အနေတင်လို့လည်းရတယ်ဥပမာကျွန်တော်တို့ကဒီ color ဆိုတော့တေဘယ်ကိုတော့တည်တယ်အထက်ကပါတဲ့စကလုံးတွေ value တွေကိုကျွန်တော်တို့မသိဘူးတကူရှိတာ k နဲ့ဆုံးတဲ့ဟာကိုတော့လိုချင်တယ်တခြားဘာပဲလာလာကိစ္စမရှိဘူးဆိုရင်ဒီ wild card ကိုအရှိရထားပြီးတော့အဆုံးမှာ k ထည့်ပေးလို့ရတယ်ဒါဆိုရင်သူ့ရဲ့တေဘယ်ကဘာဖြစ်သွားလဲဆိုတော့အရှိရပါလာလာ k နဲ့ဆုံးရင်ရပြီဆိုပြီးတော့ပြောတာဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကဥပမာဒီမှာ brand မဟုတ်ဘဲနဲ့ color ထားပါတော့เนาะ color က ေးနဲ့စုံတာကိုလိုချင်နေဆိုရင်သူကဝိုင်းကက်ကိုရှေ့မှာထားပေးပြီးတော့ဝိုင်းကက်ပြီးမှဘာလာလာကေးနဲ့စုံရင်ရပြီလို့ပြောလိုက်တာဖြစ်ပါတယ်။ဒီဒီလို run လိုက်မယ်ဆိုရင်တော့ကေးနဲ့စုံနဲ့ကာလာပါတဲ့ data တွေအကုန်လုံးကိုထုတ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ဒါ like နဲ့ဝိုင်းကက်ကိုတွဲသုံးတဲ့နီးလန်းလေးဖြစ်ပါတယ်။ဒီနေ့တော့တော့တလောက်ပါပဲ။ကျေးဇူးပါ။နောက် post မှာတွေ့တာပေါ့။